Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်နဲ့အချိန်နည်းနည်းလေးပေးပြီးတော့ပေါ့ကပ်လေးတူတူလေးလာကြမလားပုံမှန်ဆိုလို့ရှိရင်ခန်းကြီးရဲ့ချက်တဲ့ခန်းကြီးမာစတာဖြစ်သွားတယ်ပေါ့ကပ်တီချက်တဲ့ပေါ့ကပ်မာစတာဖြစ်သွားတယ်ဒီနေ့ရောချက်ရခက်တဲ့ buff စကလုံးလေးတွေတူတူမှတ်ပြီးတော့ buff မာစတာဖြစ်အောင်တူတူကြိုးစားရအောင်เนาะအဲ့တော့သုံးတိတိချပေါ့ကြည့်ပေးဖို့အတွက်မြေတရခံပါတယ်ဒီနေ့ပထမဆုံးနေ့ဆိုတော့ပေါ့ပေါ့ပါပါလေးပဲစမယ်ပေါ့เนาะအဲအအုဆိုတဲ့ buff လေးနဲ့စချင်ပါတယ် အောက်ဒါလေးတော့ကျွန်တော်တီးထားပြီးသားတယောက်နဲ့တယောက်နဲ့တွေ့ရတဲ့အခါမျိုးမှာတုံးတဲ့အောက်လေးပေါ့နော်ဒါလေးလည်းတည်တယ်ခန်းကြီးလေးကွာသွားတယ်နံပါတ်2အောက်ဆိုလို့ရှင်ကိုက်ညီတယ်ဆိုရယ်စကလုံးလေးဖြစ်သွားတယ်ပေါ့နော်အဲ့ဒီမှာတခါတည်းဘယ်လေဘယ်ပဲရောက်ရောက်ပေါ့နော်ဒါမျိုးတွေထက်ရှိပါသေးလားဆိုတဲ့ဥစ္စာကိုထပ်မှတ်ထားပေးပါသူကလည်းဒီအောက်ပါပေါ့နော်နံပါတ်3ခန်းကြီးလေးရောက်နည်းနည်းလေးရောက်ခတ်တယ်ဒါပေမဲ့သူက ဟုတ်ပါပေါ့ကျွန်တော်ဟိုကန့်ဆိုးစေတဲ့အရာတခုခုနဲ့တွေ့ရတဲ့အခါမှာတုံးတဲ့အာဟုလေးဖြစ်တယ်။ကြီးကိုနီအာဟုတို့ဘာလို့ပေါ့နော်အဲ့လို accident ဖြစ်တာတို့ဘာလို့မှတုံးတဲ့အာဟုလေးဖြစ်ပါတယ်။နောက်ထပ်အာဟုလေးလှလှလေးတခုရှိတယ်ဒါလေးဒါလေးပေါ့နော်။သူကလေကျွန်တော်နာမည်ကြီးတဲ့တခြင်းအီတိုဆိုတဲ့တခြင်းလေးရှိတယ်။အဲ့ဒီမှာပါတဲ့တခြင်းစာသားလေးရဲ့အစဆိုလို့ရှင် なぜめぐり合うのかをそれအဲ့ဒီမှာပါတယ်めぐり合うဆိုတဲ့အဲ့လိုကံကြမ္မာအရာတစုံတယောက်နဲ့တွေ့ဆုံနေဆိုတဲ့အောက်လေးဖြစ်ပါတယ်အဲ့တော့အားလေးမှတ်ထားပြီเนาะပြီးနောက်ထပ်နောက်ဆုံးတစ်ခုဒီအောက်လေးရှိရပေါ့เนาะသူကအဲ့လိုအမှတ်မထင်အဲတစုံတယောက်နဲ့အဲ့လိုကြုံကြိုက်တာမျိုးပါသုံးတဲ့အောက်လေးဖြစ်ပါတယ်เนาะအဲ့တော့ဒါလေးတွေပေါ့ pocket လေးတွေလည်းလှတယ်အဲခန်းကြီးလေးတွေကလည်းဟိုခတ်တယ်လို့ဆင်ရပါမယ်တစ်ခေါက်ကြည့်ထားပြီးတေချာလေး꿰သွားမှဖြစ်တဲ့အတွက်ဒီအောက်လေးငါးလုံးမှတ်ထားပြီးပါအဲ့တော့ pocket လေးတွေပေါ့နော်လွယ်လွယ်လေးနဲ့သွားမယ်ဆိုတော့အိုမို့အိုမို့တွေးထင်နေဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်အာရာဥအာရာဥစေကြောတယ်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ကဒီလိုမျိုးစန်တာခုလိုပါတော့မှာအဝိရှော်တဲ့အခါမှာပါတယ် စန်းလေးပေါ့နော်။အိုမိုးကကြတော့လုံတွဲလေးအနေနဲ့ဆိုလို့ရှင် ရှီဆိုးတို့ဘာတို့မှပါတတ်တယ်အဲ့လိုအတွေးထင်တော့ပါတော့ပေါ့နော်။အဲ့တော့ဒီအနောက်ကစကလုံးလေးကလည်းသူကလည်းအိုမိုးဥဆိုပြီးတော့ဖတ်ပေးရတယ်ပေါ့နော်။များသောဖြင့်သူကအဲ့လိုရီဆိုးတို့ဘာတို့မှဆိုးအနေနဲ့သုံးတယ်ဆိုပေမဲ့ဒီစကလုံးလေးကလည်းအိုမိုးဥဆိုပြီးတော့ဖတ်တဲ့စကလုံးလေးပေါ့နော်။ဒါလေးတွေရှိတယ်။ပြီးရင်ကျွန်တော်တို့ ဒီဘောကပ်လေးတီလာအီဝါ့အီဝါ့ကကြတော့ဂုံပြူတာပေါ့နော်ရှုခုချစ်စွတ်တို့ဘာလို့မှပါတယ်ရှုခုချစ်စွတ်ဆိုတာ public holiday တွေကိုပြောတာပေါ့နော်အဲ့ဒီမှာပါတယ်အီဝါ့ဥဆိုရယ် buffalo ရှိတယ်ပြီးရင်အဲ unfold လောက်တည်းကကျွန်တော်တို့သိတဲ့ buffalo တစ်ခုရှိတယ်ဥကာကားဥဥကာကားဥဆိုတာကအတိတ်ပဲနှစ်မျိုးရှိနိုင်တယ်အဲလိုတစုံတစ်ယောက်ရဲ့နေရာကိုအလဲသွားတဲ့ business ဆိုရယ်စကလုံးလေးလည်းရှိတယ်လို့မျိုးမေးမြန်းနေဆိုတော့အတိတ်ပဲလည်းရှိတယ်ပေါ့နော်အဲ့တော့ဥကာကားဥဆိုရယ်စကလုံးလေးရှိတယ်ဥတာကားဥဆိုရင်ရော ဥတာကားဥဥတာကားဥဆိုတာကတန်တရားရှိသည်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်အဲဒါကြောင့်လိုမျိုးဂီမွန်တို့ဘာလို့မှပါတယ်ဂီလီပေါ့နော်ဒါလေးရှိတယ်ပြီးရင်ကျွန်တော်မှာဒီဥတာဥတချင်းဆိုသည်ဆိုတဲ့ buff လေးရှိမယ်ဥတာဥတချင်းဆိုတယ်အဲ့တော့ ဥတောက်ရေးတဲ့အခါမှာဒါလေးပေါ့နော်ဥတောက်အဲအကြောင်းတချင်းစာသားရေးပါလေဆိုလို့ရှင်ခရှိဆိုပြီးတော့ခေါ်တယ်ပေါ့နော်အဲ့တော့ဥတောက်လေးကခဆိုပြီးတော့ဖတ်တယ်ဆွဆွာကျွန်တော်ရေးတော့ကဒီဥတောက်လေးတကူထွက်လာရယ်ပေါ့နော်သူသူကကြတော့များသောအားဖြင့်သူ့ကိုအဲခွန်းယော်မိထက်ပေါ့နော်ဒီလိုမျိုးဒိုးယော်ခလေးတချင်းတို့ဘာလို့မှယောအနေနဲ့တွေ့ရတာများတယ်ပေါ့နော်အဲ့တော့ဒီဥတောက်ဆိုလို့ရှင်လဲဒါမျိုးလေးရှိနိုင်ပါလားဆိုတဲ့ဥစားလေးတစ်ချက်တစ်ချက်လေးပဲတစ်ချက်လေးပဲမှတ်ထားပြီးရပြီပေါ့နော်ဒါမျိုးလေးရှိမယ်ပြီးရင်ကျွန်တော်တို့မှာဒီဥပါဥ ဥပါဥဆိုလို့ရှိရင်လူယူသည်ဆိုတဲ့ buff မျိုးလေးတွေရှိနိုင်တယ်။အဲဒါလေးမမှတ်လဲတော့ကိစ္စမရှိဘူး။ဥယာမဥဆိုတဲ့စကားလုံးလေးဥယာမဥ။တို့ကလေ respect ထားတယ်လေးစားတယ်ဆိုတဲ့စကားလုံးလေးဒါပေမဲ့မမှတ်လဲအားလုံးကသိနေမှာဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီလိုမျိုး k ကောတို့ဘာတို့မှာဆိုလို့ရှိရင်လေနော် k ကော polite usage တွေမှာပါတဲ့ k လေးကဥယမဥဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်အဲ့ဒါမျိုးလေးရှိမယ်ပြီးရင်ကျွန်တော်တို့ဒါလေးဒါလေးတည်လားဥရနာဥရနာဥဆိုတာကဘေးတင်မေးတီဆိုတဲ့ buff လေးဖြစ်ပါတယ်ဒါလေးမှတ်ထားပေးမယ်နော်အဲပြီးရင်เออเมนคลิปเลยส่วนเนาะดีบอกกับเลยตีมาบ่ตีล่ะอุรุโออูรุ အိုဥဥရူအိုဥစွာကဆွဆွတ်တယ် moisturize ဖြစ်တယ်ဆိုတဲ့စကားလုံးလေးများတော့ဖြစ်သူကိုအဲ့လိုဟိုအလှပြင်ပစ္စည်းပိုင်းမှာတွေ့ရတဲ့ပေါ့နော်လူနမယ်တွေပိုင်းမှာဆိုလို့ရှိရင်လည်းအဲ့လိုဂျွန်းဆိုပြီးတော့တွေ့ရတဲ့ပေါ့နော်ဂျွန်းဆိုပြီးတော့ဖတ်ပေးရတယ်အဲ့တော့ဥရူအိုဥဆိုတဲ့ buff လေးမှတ်ထားပေးပါအောင်ဆွဆွတ်တယ်ဆိုတဲ့စကားလုံးလေးပေါ့နော်ပြီးရင်ဒါမျိုးလေးတွေလည်းသိစေချင်တဲ့အိုဥဆိုတဲ့ buff လေးများတော့ဖြစ်ကျွန်တော်တို့ကဒီလိုမျိုးပေါ့နော်ကြီးကတို့ဘာတို့မှလေ ADD at ထက်ထဲ့တယ်ဆိုတဲ့နေရာမှာ စွီအီအနေနဲ့သူ့တိကြရဲပေါ့နော်ဒါပေမဲ့သူကအိုးဥလေးဖြစ်တယ်ဆိုတဲ့ဥစ္စာကိုနည်းနည်းလေးဟိုမေ့နေတယ်တဲ့ပေါ့နော်အဲ့တော့အဲ့ဒါလေးမှတ်ထားပေးပါဒါလေးမျိုးလေးရှိမယ်ပေါ့နော်ဥရှိနာဥဆိုရင်ရောဥရှိနာဥရှိနာဥကတော့လွယ်တယ် and 3 level လောက်ဖြစ်တယ်သူကကြောင်ဆုံးရှုံးနေဆိုတဲ့စကားလုံးလေးဖြစ်တယ်အဲ့ဒါကြောင့်10ပိုင်းရှုံးနေခြင်းလို့ပြောလို့ရှိရင်အဲရှစ်စရန်အသေးကွဲရတော့ဘာလို့မှဆိုလို့ရှင်ပါတဲ့ဥရှိနာဟုလေးဖြစ်တယ်ပေါ့နော်ဒါမျိုးလေးရှိမယ်။อืมပြီးရင်အာရဆုတ် အာရဆိုးဥအာရဆိုးဥဆိုတာကရှင်ပြိုင်တာဆန်းဆိုးလို့ဘာလို့မှပါတယ်ဆိုးလေးပေါ့နော်အဲ့တော့ဆန်းဆိုးစစ်ပွဲဆိုတဲ့စကားလုံးလေးကိုမြင်လို့ရှင်တန်းပြီးတော့လေဒီလိုမျိုးတာတာကောက်တိုက်ခိုက်တယ်လို့အာရဆိုးဥရှင်ပြိုင်တယ်လို့အဲ့လိုမျိုးအတွဲလိုက်လေးခါရဲမှတ်မိစေချင်တယ်ပေါ့နော်အဲ့လိုမျိုးမှတ်မိလို့ရှင်ဒါကြတော့ဒါပို့ပြီးတော့ဘော့ကပ်ကိုခန့်ကျော်ရတယ်ဆိုတဲ့စကားလုံးလေးဖြစ်သွားမှာပေါ့နော် EU EU ကတော့ပြောတာပေါ့နော်ပြောတာဂန်ကောလို့ဘာလို့မှပါတယ်ဂန်လေးဖြစ်ပါတယ် EU ပြောတယ်အဲ့တော့ အတ်ချခေါဆိုရင်ရောအတ်ချခေါအတ်ချခေါကကြတော့သူကအဲ့လိုကင်တွဲဖြည့်ရှင်းနေလို့အဲ့လိုမျိုးပေါ့နော်အဲရှော့ဟင်းကိုအတ်ချခေါဆိုလို့ရှင်အပစ္စည်းကိုရောင်းနေလို့ပါအဲ့လိုအဲ့လိုမျိုးလေးတုံးနေအတ်ချခေါလေးပေါ့နော်ပြီးလို့ရှင်ထိုရီအတ်ချခိုင်းစစ်စမေးရှော့လို့ပါတယ်မှာဆိုရင်မန်နျူရယ်ပေါ့ပစ္စည်းတွေပါတယ်ဘလို့တုံးရမလဲလို့ပါတယ်မှာပါတယ်အတ်ချခေါလေးဖြစ်ပါတယ်အတ်ချခေါလေးက N2 level ရှိတယ်ဒီလား N2 ခန်းကြီးလေးဖြစ်တယ်ပေါ့နော်သူ့ဘာလေးနဲ့ဆင်နေရလဲဆိုတော့ဥပမာကျွန်တော် ဒီ Q Q လို့ဘာတွေ Q လေးပေါ့เนาะ level ဆိုတဲ့စကားလုံးလေးနဲ့ဆင်ညာတကယ်မတူဘူးเนาะအဲ့ဒါလေးတည်ထားပြီးတော့ချက်ပေးပါအချက်ခါဟုတ်ပါဖလီဖြစ်ပါတယ်อืมပြီးရင် Oginao 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 တည်လို့ရှင်တော့ဆရာကြီးပဲ Oginao Oginao ဆိုတာကကျောင်းဖြည့်တယ်ဆိုတဲ့အတိတ်ပဲလေအဲ့ဒါကြောင့်တစ်ခါတလေကြာရင် Hosokusetsume လို့ဘာလို့လေဟိုထပ်ပြီးတော့ ရှိပြီးသားဟာကိုလုံလောက်အောင်ထပ်ပြီးတော့ဖြည့်တဲ့ဥစ္စာမျိုးပေါ့เนาะအဲ့ဒါမျိုးဆိုလို့ရှင်ဟိုဆုခုတို့ဘာတို့မှာပါတယ်ဟိုလေးဖြစ်ပါတယ်သူ့အိုဂီနာဥစ္စာကိုတိတ်ပြီးတော့အမေ့တက်ကြရဲပေါ့เนาะအဲ့တော့အဲ့ဒါလေးကိုမှတ်ထားပြီးပါအဲ့တော့ဒီဟိုဆုခုဆိုလို့ရှင်သူကအနောက်ကဟိုဆုခုရဲ့ဆုခုလေးအရှိလေးကကြောက်တော့တဆုပေါင်းထည့်တယ်ဆိုတဲ့စကားလုံးလေးဖြစ်တယ်ပေါ့เนาะအဲ့တော့သူတို့နှစ်ခုကအဲ့လိုပေါင်းလိုက်တယ်ဆိုမြန်ဒါလေးကလည်းဖြည့်တယ်ဒါလေးကလည်းပေါင်းထည့်တယ်ဆိုတဲ့အတိတ်ပဲနဲ့ဟိုဆုခုဆိုပြီးတော့ဖြစ်သွားပေါ့เนาะအဲ့တော့ ပေါက်ကပ်တရားလေးများများတီးလို့ရှင်ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်အဲ့တော့များများလေးမှတ်ထားပေးပါပြီးရင်ကျွန်တော်တို့ခဥဆိုရင်ရောဒါခဥဝဲဒီဆွဲစကလုံးလေးဖြစ်ပါတယ်အဲဘိုင်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 အရာဥဝဲတို့ပြီးလို့ရှင်ဥမာခမ်းဘိုင်ခမ်းဘိုင်ဆိုတာက ကျောင်းအများသောအဖြစ်ပြောကြတာကဥတီခီတယ်ဥတီခီတယ်ဆိုလို့ရှိရင်ရောင်းကုန်သွားပြီဆိုတဲ့စကားလုံးလေးဟုတ်ဒါပေမဲ့အဲတချို့ဆိုင်တွေမှာကျရင်အဲ့လိုခံပိုင်းဆိုပြီးတော့ရေးထားတတ်တဲ့အတိတ်ပဲအတူတူပဲပေါ့နော်ခောက်ကနောက်တစ်မျိုးရှိတယ်လေဒါလေးဒါကြတော့အာအကောင်လေးတွေပါလေးတွေဟိုပတ်လေးတွေကိုမွေးတာပေါ့နော်အိမ်မွေးတိရစ္ဆာန်လေးတွေကိုမွေးတဲ့အဥ္စာမျိုးကိုခိုင်းနုရှိလို့ပါတော့မှာပါတယ်အဲ့လိုခောက်ဥမွေးမြူသည်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်ဒါလေးလည်းလှရတယ်နော်အဲပြီးရင်ကျွန်တော်တို့ခါနာဥဆိုရင် ခန္ဓာဟုယူမဲကခန္ဓာဟုဆိုပြီးတော့တုံးကြရဲဒါအိမ်မက်တွေပါလက်တွေမှာအကောင့်တွေပေါ်လာလို့ဆိုလို့ရှင်ဒီခန္ဓာဟုဆိုတဲ့စကားလုံးလေးနဲ့တုံးတယ်ပေါ့နော်အဲ့တော့ဒါလေးရှိတယ်ပြီးရင်ခါယောဟုခါယောဟုဒါကျွန်တော်ညာတော့ဖြင့် and 3လောက်ဆိုရင်တိပြီးအသွားပြန်လောက်တာပေါ့နော်တနည်းရာကိုအမြင်နဲ့ပုံမှန်သွားတာလာတာဆိုလို့ရှင်ခါယောဥဆိုပြီးတော့တုံးတယ်သူကတခါလေးကြလို့ရှင်ဒီလိုမျိုးအာတိုအိုးတုဆိုပြီးတော့ root ထွက်လို့ရှင်တိုအိုးတုထွက်တယ်ဆိုပေမဲ့ဥထွက်လို့ရှင်ငါကြတော့ ခါယောဥဆိုပြီးတော့ဖတ်ပြရမှာပေါ့နော်ဒါမျိုးလေးရှိမယ်ခီဆိုးဥဆိုလို့ရှင်ရောသူရေးရတော်တော်ခက်တယ်ဒီလားအဲ့လိုချောဆိုးရဲ့ချောလေးကအဲ့လိုထွက်လိုက်လို့ရှင်သူကဒီလိုမျိုးခီဆိုးဥအဲ့လိုဟိုရှင်ပြိုင်နေဆိုတဲ့အထိပ္ပယ်မျိုးပေါ့နော်သူကကြတော့အဲ့လိုမျိုးအနိုင်လိုချင်လို့ရှင်ပြိုင်တာမျိုးပေါ့နော်အဲ့ဒါမျိုးဆိုလို့ရှင်ခီဆိုးဥဆိုပြီးတော့တုံးတယ်ပေါ့နော်အဲဆိုးဆိုးကကျွန်တော်ပြောသလိုပဲချောဆိုးတို့ဘာတို့မှပါတဲ့စကလုံးလေးပေါ့နော်ဒါမျိုးလေးလက်ရှိမယ်อืม အဲအပြင်သွားဖို့အတွက်တငယ်ချင်းကိုအဖော်ညှိတာကိုစဆိုးဥဆိုပြီးတော့ပြောရဲပေါ့နော် can you လို့ပါတော့음မတွေ့ရတဲ့တဲ့ you လေးဖြစ်ပါတယ်ဒါလေးရှိမယ်ပေါ့နော်ရှီတာကားဥဆိုရင်ရောရှီတာကားဥလိုက်နာသည်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်ရှီတာကားဥဆိုလို့ရှင်ရောရှီတာကားဥလိုက်နာသည်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်ဆုဥတဘာကိုဆုဥတဘာကိုဆုဒါကြတော့ရှုသွင်းနေ ပေါ့နော်ဆလိတ်ဆိုလို့ရှိရင်တော့ဆလိတ်တောက်တယ်ဆိုပြီးဘာသာပြန်မှာပေါ့နော်အဲ့တော့စုဥဆိုတဲ့စကားလုံးလေးရှိတယ်အသက်ရှူရာတို့ဘာလို့ဆိုလို့ရှိရင်ကျွန်တော်ဒီလိုမျိုးခို့ Q ဆိုပြီးတော့ပြောတာပေါ့နော်အဲ့မှာပါတဲ့ Q လေးဖြစ်ပါတယ်ဒါလေးရှိမှာပေါ့နော်စုခုဥစုခုဥ စခုဆိုပါတော့စခုဆိုကကဲဆယ်တယ်ဆွဲစကလုံးလေးဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့က QQ ရှာလို့ပါတယ်မှာပါတယ် Q လေးပေါ့နော်သူကကဲဆယ်ဖို့အတွက်အမြန်သွားတဲ့ကားဖြစ်တဲ့အတွက် ambulance ဆိုပြီးတော့ QQ ရှာဟိုဆိုပြီးတော့ဖြစ်သွားပါတော့အဲ့တော့သူကကဲဆယ်တယ်ဆွဲစကလုံးလေးရှိတယ်ဒါလေးလက်မှတ်ထားမှာပေါ့နော်음စကားတော့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 ကပါလေရော ဲ့တော့တစုံတယောက်ကိုတွေးဖယ်တယ်ဆန့်ကျင်တယ်ဆိုလို့ရှင်စာကာရဥပေါ့နော်သူကဒီရှီတာကာဥရဲ့ဆန့်ကျင်ဘက်လေးဖြစ်မယ်စာကာရဥအဲ့ဒါကြောင့်ကျွန်တော်ကဒီဂျက်ခု စန့်ကျင်ဘက်သူပါတော့မှပါတယ်ကြက်ကူလေးอ่ะ buff အနေနဲ့ဆိုလို့ရှိရင် စာကာရာဦးဆိုတဲ့ buff လေးဖြစ်มาဖြစ်ပါတယ်။အော်လွယ်ရာလေးတွေကိုပြောဖို့မိနေကြတာပေါ့เนาะစကောက်စကောက်ကကြာအသုံးပြတယ်။သူကကြာတော့လုံးတွဲလေးအနေနဲ့ဆိုလို့ရှိရင်ရှီရောတို့ပါတော့မှသုံးတယ်ပေါ့เนาะ။ပြီးရင်မေခွန်းနေပါတယ်ဆိုလို့ရှိရင်ကျော်ရှစ်ချွန်းတို့ပါတော့မှပါတယ်မေခွန်းလေးဆိုလို့ရှိရင်ကကြာတော့မှပေါ့เนาะ။မွန်းဆိုလို့ရှိရင်နောက်ကဥထွက်လို့ရှိရင်သူကတို့ဥမေးမြန်းဒီဆိုတဲ့စကားလုံးလေးဖြစ်သွားတယ်ပေါ့เนาะ။ပြီးရင်လွယ်လွယ်ကူကူပဲပြောရမယ်ဆိုလို့ရှိရင်နာတာဥနာတာဥဆိုလို့ရှိရင်လေ လာတယ်ပေါ့နော်အဲ့ဒါမျိုးဆိုယောရှုတို့ဘာလို့မှပါတယ်ရှုလေးနာရဦးလီလာတယ်နီအိုဦးဆိုရင်ရောနီအိုဦးနီအိုဦးဆိုလို့ရှိရင်အနံ့ရတယ်ဆိုတဲ့စကားလုံးလေး तू ကလည်းရှုလို့ပဲဖတ်တယ်ဒီလားအဲ့ကြောင့်တစ်ခါလေးကြားလို့ရှိရင် နဲ့လေတတိထားမိလားမသိဘူး buff master ရဖြစ်ဖို့အတွက်ဒီနေ့မခန်းကြီးတစ်လုံးရှိရပေါ့နော်နောက်ကနေဥတစ်လုံးနဲ့ထွက်တဲ့အဲဒီလိုမျိုးစလုံးလေးလေးကိုတူတူလေးလာနေတာဖြစ်ပါတယ်အဲ့တော့နည်းနည်းလေးဆက်ပြီးတော့ကြည့်ကြည့်အောင်နော်ကျောင်းပုံမှန်ဆိုလို့ရှိရင်ဒီလိုမျိုးထဘဲဒုဆိုပြီးတော့တုံးတယ်ဆိုပေမဲ့သူ့အနောက်ကဒီလိုမျိုးတွက်တယ်ဆိုလို့ရှိရင်ခုဥဆိုပြီးတော့ဖတ်ပေးရမှာပေါ့နော်စာတီဆွဲစကားလုံးလေးဖြစ်ပါတယ်ခုစာတီပေါ့နော်တော့နည်းနည်းလေးပို့ပြီးတော့ ဟို format မဆန်ဘူးပေါ့เนาะအဲ့လိုအရက်သုံးစကားလေးဖြစ်တယ်ပေါ့เนาะခုစာတီဆွဲစကားလုံးလေးဖြစ်ပါတယ်တငယ်ချင်းကိုအပြင်သွားဖို့အတွက်အဖော်ညှိတာကိုစာဆိုးဥစာဆိုးအဖော်ညှိတီဆွဲစကားလုံးလေးဖြစ်ပါတယ်လုံတွဲလေးတစ်လုံးလောက်ချက်ချင်တယ်ဆိုလို့ရှင် can you ဆိုရယ် vocabulary ချက်ထားလို့ရရယ်เนาะစုဥဆိုရင်ရော စုဒါကြောင့်ဟိုပါတဘောက်ကိုစုဆိုလို့ရှင်တော့ဆက်လိုက်တောက်တီဆိုစကလုံးလေးပေါ့နော်ရှူသွင်းတယ်ဆိုစကလုံးလေးဖြစ်ပါတယ်အဲ့ဒါကြောင့်တော့အသက်ရှူရတော့ပေါ့ဆိုခိုကျူးဆိုရပေါ့ကပ်လေးပေါ့နော်အဲ့မှာပါတယ်ကျူးလေးဖြစ်ပါတယ်อืมဒါလေးရှိမယ်ပေါ့နော်ပြီးရင်တာတာကောက်တာတာကောက်တာတာကောက်ကကြတော့တိုက်ခိုက်တာအပေါ်မှာကြောက်ကျွန်တော်ဒီဆန်းဆိုးရဲ့ဆိုးလေးပြောခဲ့ပြီးပေါ့နော်အာရာဆိုးဥတာတာကောက်ဥဆိုရဲ့ဥစားလေးသူကလည်းတော့မဥတစ်လုံးနဲ့ထွက်တယ်ဘာလေးရှိနိုင်တယ်လဲဆိုတော့ဥမမာခြိကောက်ခြိကောက်ဆိုလို့ရှင်ရော ချီကောက်တိုင်တယ်ဒီဆိုရဲဘော့ဖလှလှလေးဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီဆေးရခွှော်လိုပါတော့ပါတဲ့တဲ့ဆေးလေးဖြစ်တယ်ပေါ့နော်သူကကြတော့လို့အဲဂရီပြူလွာလိုပါလို့ဆိုလို့ရှိရင်လို့ဆေးရခွှော်မှာပါတဲ့ဆေးလေးပေါ့နော်ချီကောက်တိုင်တဲ့ဒီဆွဲစကလုံးလေးဖြစ်ပါတယ်နည်းနည်းလေးဆင်နေတာကချီကောက် ခြေကောက်ခြေကောက်ကကြတော့လွဲမှားသည်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်အဲဒါကြောင့်အဲဆိုအီတန်လို့ပါတော့ပါတယ်အီလေးဖြစ်ပါတယ်เนาะခြေကောက်ကအီဆိုပြီးတော့ဖတ်ပြရတယ်ဒါမျိုးလေးရှိမယ်ပေါ့เนาะပြီးရင်ကျွန်တော်သခောက်သခောက်လွယ်ပတ်ဖလီဆိုလို့ရှင်သခောက်အတုံးပြူတီဆိုစကားလုံးလေးဖြစ်ပါတယ်ရှီရောတို့ဘာတို့မှာပါတယ်သခောက်လေးပေါ့နော်음ဒါမျိုးလေးရှိမယ်ဥပမာမွန်တိုင်းတို့ဘာတို့မှာပါတယ်မွန်လေးဆိုလို့ရှင်နောက်ကဥထွက်လိုက်လို့ရှင်သူကကြတော့တူဥမေးမြန်းတီဆိုပြီးတော့ဖြစ်သွားတယ်ပေါ့နော်မေးမြန်းတီဆိုရယ်ပတ်ဖလီချက်ထားပေးပြီးလို့ရှင်မွန်တိုင်းလေးတလုံးလောက်ချက်ထားပေးပေါ့န ော်။အင်းအန်တူလောက်ရလို့ရှိရင်ကျွန်တော်တို့မှာဒီလိုမျိုး buff လေးရှိတယ်။ တူတူနိုးဦးဆိုတဲ့စီရီတဲ့စုံလင်နေဆိုတဲ့စကားလုံးလေးဖြစ်တယ်။အဲ့ဒါကကျွန်တော်တည်ထားပြီးသားဒီစေးတီစေးတွန်းတို့ဘာလို့မှပါတဲ့စေးလေးပေါ့နော်။တူတူနိုးဦးတူတူနိုးရဲ့ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်။အဲဒါမျိုးလေးရှိမယ်ပေါ့နော်။ပြီးလို့ရှင်စာလီလာတာတို့ဘာလို့ဆိုလို့ရှင်နာရာဦးလီလာတီဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်။ဂျိုတင်လီလာတယ်ဆိုရင်ယောရှုအဲပြန်ပြီးတော့လီလာတယ်ဆိုလို့ရှင်ရေဗီရှင်ပြန်တယ်ဆိုရင်ဖူကူရှုနာရာဦးဆိုတဲ့စကားလုံးလေးဖြစ်တယ်ပေါ့နော်။ဒါမျိုးလေးရှိမယ်။ အနေကရှိမစရဲ့နေကောင်းလေးဖြစ်ပါတယ်မျောလင်းနေအဲအလိုရှိတယ်တောင်းဆိုတဲ့ဆွဲစကားလုံးလေးပေါ့เนาะကျွန်တော်ဒီ gun shot တို့ဘာတို့မှလည်းပါတယ် gun shot ကကြတော့အလို written application ပေါ့เนาะတခုခုရေးပြီးတော့အလို shot လာတင်တာတို့တနာခန်းစာတင်တာတို့ဘာတို့မှဆိုရှင်အလို gun shot ဆိုပြီးတော့တုံးတဲ့စကားလုံးလေးရှိတယ်အန်3လောက်ဆိုလို့ရှင်ဒီလိုမျိုး major ဥ တွေ့ဝေးတယ်ဆိုတဲ့စကားလုံးလေးရှိမယ်မိုင်းကောတို့ဘာတို့မှာပါတဲ့စကားလုံးလေးပေါ့နော်ယာရှိနာဥဆိုရင်ရောယာရှိနာဥယာရှိနာဥကကြတော့ကျွေးမွေးတီဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်အေယောအဟာရတို့ဘာတို့မှာပါတဲ့ယောလေးပေါ့နော်ယာရှိနာဥဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်အယက်မူတာယောဥအယက်မူတီဆိုတဲ့စကားလုံးလေးရှိမယ်ဟာဟာဟာဝါရဥ ဝါရဥရေရေမောတယ်ဆိုတဲ့စကားလုံးလေးပေါ့เนาะအဲ့လိုဟာ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 ဆိုပြီးတော့ရည်တာဘာကုရှောဆိုပြီးတော့တုံးလို့ရပါတယ်ဒါမျိုးလေးရှိမှာပေါ့เนาะအဲပြီးလို့ရှိရင်ခူရူဥဆိုတဲ့ဘောကပ်လေးမှတ်ထားပြီးခူရူခူရူက unwell level လောက်ရှိရဲသူကယူတွတ်သွားတယ်ဆိုတဲ့စကားလုံးလေးတကယ်ယူသွားတာခူရူဥဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်ပြီးရင်ပတ်စံနေပါတယ်ပေးချီတာမျိုးဆိုလို့ရှိရင်ဟာရဥအိုရှိဟာရာဥတို့ဘာလို့ရဲ့ဟိုရှိဟာရာဥရဲ့ဟာရာဥပေးချီတီဆိုတဲ့ဟာရာဥဟာရာဥပေးချီတီဆိုတဲ့စကားလုံးလေးရှိမယ် နီအိုဥဆိုရင်ရောနီအိုကကြတော့အနှံ့ရသည်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်စကူနာဥဆိုတဲ့စကားလုံးလေးရှိတယ်ဒီလားကျွန်တော်တစ်ခါလေးကြားရလို့မျိုးဘိုင်းရှော့တို့ဘာတွေမှာပါတယ်အယောကြီးပေးတယ်ဆိုတဲ့စကားလုံးလေးစကူနာလှရဲဒါလေးမှတ်ထားပြအောင်စကူနာဥအယောကြီးပေးတယ်ဆိုတဲ့စကားလုံးလေးအန်ထူးလောက်ရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့မှာဒီရာတိုးဥဆိုတဲ့ပေါက်ကပ်လေးရှိတယ်ရာတိုးဥဆိုတာကအလုတ်ခန့်တီဆိုတဲ့စကားလုံးလေးပေါ့နော်ရာတိုးဥအလုတ်ခန့်တီ ခုယောတို့ဘာတော့မှပါတဲ့စကားလုံးလေးဖြစ်ပါတယ်ခုယောခုယောမွန်တိုင်းတို့ဘာတော့အလုခန့်အချင်းဆိုင်ရာပြဿနာတို့ဘာတော့အဲ့ဒါမှပါတဲ့စကားလုံးလေးပေါ့နော်အဲ့တော့ဒါမျိုးလေးရှိမယ်음ဟီရိုဥဆိုလို့ရှင်ရောအလိုကောက်ယူသည်ဆိုတဲ့ဟီရိုဥလေးဖြစ်ပါတယ်မူရာဥလေးမှတ်ထားပေးပါမူရာဥမူရာဥဆိုတာကအကြောင်းအမြဲတမ်းသုံးနေရလက်ခံရရှိတယ်ဆိုရင်မူရာဥလေးဒါပေမဲ့ခန်းကြီးလေးမှတ်ထားပေးစေချင်တာပေါ့နော်အဓိကဒီနေ့မှာကြတော့အဲ့တော့ ကေဘလို့သဘောရလဲဒီနေ့ကလေးကျွန်တော်ပြောခဲ့တာကဒီအရှိမခန်းကြီးတစ်လုံးရှိမှနောက်မှဥတစ်လုံးထွက်တဲ့စကားလုံးလေးပေါ့နော်ဒီမှာအလုံး90ရောင်ရှိတယ်အချိန်အားဖြင့်ကျွန်တော်တိတ်ပြီးတော့မပေးရဘူးဒါပေမဲ့အချိန်15မိနစ်လောက်လေးပေါ့နော်15မိနစ်လောက်လေးမှာဒီမှာ box up အလုံး90ရောင်သွားပြီဆိုတော့ buff master ဖြစ်အောင်အဲ box up လေးကိုခဏခဏနားထောင်ပြီးပါအဲဒါလေးခြိုက်ရေးပြီးတော့ကြက်မယ်ဆိုလို့ရှင်ပို့ပြီးတော့မှတ်မိမယ်ထင်တယ်ခန်းကြီးရော box up ကောအဲ့တော့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့မယ်ဆိုတော့ဒီကြည့်ပြတဲ့ကျေးဇူးများကြီးတင်ပါတယ်တတ